တခါတော့ကတောင်ကြီးကြီးဇေရွန်ကျောင်းမှာတရင်တုံးနေရှင်မမောကလာစိတ်တကမနာလို့ခေါ်တယ်စိတ်သွားခြင်းအဖြစ်တာဝရိန္ဒလက်ပြီလန်ခီးကိုတက်သွားလိုက်ပထမဆုံးလန်ခီးမှာဘုံမိမ့်မှန်တစ်ခုသွားတွေ့ဘုံမိမ့်မှန်ရှင်နတ်သားကထွက်လာပြီးတော့ရှင်မမောကလာကိုရှ िख ိုးတယ်ရှ िख ိုးတော့ရှင်မမောကလာမေးတယ် ဒီလိုကြည်ကျခန်းနာတဲ့ဘုံမိတ်မကြီးရကုသကောင်ကဘာတွေလုပ်ခဲ့လို့လုံးဆိုကြပြီးတော့ဒါနာလည်းမလုပ်ခဲ့ဘူးကြတယ်သီလလည်းမလုပ်ခဲ့ဘူးဘာဝနာလည်းမလုပ်ခဲ့ဘူးတပီးတော့ဘာလုပ်တုံးဆိုတပီးတော့ဘရောမလိမ်ဘူးတဲ့ပြောစရာရှိအမှန်ပဲပြောခဲ့တယ်အဲ့ဒီတခုတော့တပီးတော့လုပ်တယ်ကျန်နာတွေကတော့တပီးတော့မှမဲမဲရရမရှိဘူးတဲ့သူအမှတ်တရလုပ်တာမရှိတာပြောတာနော်သီလစောင့်တည်တာလည်းမှတ်တရလို့မရှိဘူး ဘာဝနာကမ္မထံပွားများထုတ်တာလည်းမှတ်တရဖြစ်သူ့မှာမမရရလှုပ်တာသူ့ဟာဘယ်တော့မှမလိမ်ဘူးဆိုတဲ့တရားအဲ့ဒီဘယ်တော့မှမလိမ်ဘူးဆိုတဲ့ကုသကောင်မှုကြောင့်အခုဘုံမိမ့်မှကြီးမှတသားလာဖြစ်တယ်လို့ပြောတာဒါလေးကိုသူရှက်လို့အတော်နဲ့မပြောဘူးရှင်မောကလန်ကမေးမှပြောတာနော်မှန်ကန်တဲ့စကားလေးတစ်ခုဆိုယုံနဲ့ပဲကုသိုလ်ကောင်းမှုရဲ့အကျိုးတစ်ခုဘုံမိမ့်မှန်နဲ့ ဘဝချမ်းသာတဲ့အနေအထားတစ်ခုကိုဖော်ဆောင်ပေးတယ်ဆိုတာသက်တည်တာတစ်ခုပေါ့